လက်ကင်ကျေးဇူးတော်ချင်ပေါ်ပါလေကျွန်တော်နှုတ်ကပတ်တော်အပြင်ဒုရကဆင်ခြင်ခွန်အားယူပေးရန်အတွက်ဒီနေ့မှာတော့ကျွန်တော်နာကျင်မှုတွေကဖျားသခင်ခွင့်ပြုပေးထားတဲ့အရာတွေဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုခွန်အားယူတိဆောက်ဖို့ဖြစ်ပါတယ်တခါတည်းမှာဘဝမှာနာကျင်မှုတွေကိုဖျားကခွင့်ပြုထားပါတယ်ဒါပေမဲ့အဲ့ဒီနာကျင်မှုတွေကသင်ဘဝရဲ့အဆုံးသတ်မဟုတ်ပါဘူးအဲ့ဒီနာကျင်မှုတွေကသင်ဘဝကိုပျက်စီးဆုံးရှုံးသွားစေဖို့ဖျားသခင်ကခွင့်ပြုပေးတာမဟုတ်ပါဘူး အကြောင်းရှိလို့နာကျင်မှုကိုဘုရားသခင်ကဖြစ်စေရတာဖြစ်ပါတယ်။ကျွန်တော်တို့အပေါ်ခက်ခဲတဲ့အချိန်တွေကိုခွင့်ပြုရတာကနောက်တစ်ချိန်မှာအခြားသူတွေကိုကူညီနိုင်မှုအတွက်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ကိုဘုရားသခင်ကနာကျင်မှုတွေနဲ့တစ်ခါတည်းမှာပေးတွေ့ပါတယ်။အခက်ခဲတွေနဲ့ပေးတွေ့ပါတယ်။အဲ့ဒါကနောက်တစ်ချိန်မှာအခြားသောသူတွေကိုကူညီနိုင်မှုပဲဖြစ်ပါတယ်။ကောရိန္သုဩရစာဒုတိယဆောင်ခန်းကြီး1အပိုင်ငယ်4မှာ ငါတို့သည်ဖျားသခင်ကြီးစုတော်အဖျင်ကိုတိုင်တတ်တာချင်းရှိတကယ်သူစင်ရဲ့ချင်းအမျိုးမျိုးကို ခံရသောသူတို့အားတတ်တာစေနိုင်မိအကြောင်းစင်ရဲ့ချင်းအမျိုးမျိုးတို့၌ဖျားသခင်သည်ငါတို့အားတတ်တာစေတော်မူ၏တမချင်းသာကဖော်ပြပါလားငါတို့သည်တဲ့ဖျားသခင် ကြီးစုတော်အဖျင်တတ်တာချင်းရှိပါတယ်စင်ရဲ့ချင်းအမျိုးမျိုးကိုခံရသောသူတို့ကိုတနည်းအားဖြင့်ပြောချင်တာကဒုက္ခဆင်းရဲခြင်းတွေတွေ့ကြုံနေတဲ့သူတွေကို တတ်သာစေဖို့ရန်အတွက်တဲ့ဖရာသခင်ငါတို့ကိုဆင်းရဲခြင်းကိုကြုံတွေ့စေတယ်။သင်ရဲ့ဘဝတက်တာထဲမှာဒုက္ခဆင်းရဲခြင်းတွေကြုံတွေ့ရတဲ့အရာသင်ရဲ့တက်တာထဲမှာနာကျင်မှုတွေကြုံတွေ့တဲ့အရာကနောက်တစ်ချိန်မှာသူများကိုတတ်သာစေဖို့ဖြစ်ပါတယ်။သူများကိုတတ်သိခံနိုင်ဖို့သူများကိုနှစ်သိမ့်ပေးနိုင်စေဖို့ဖြစ်ပါတယ်။ဒါကြောင့်မို့သင်နာကျင်မှု ဆုံးရှုံးမှုတွေကိုပဲအာယုံဆိုင်မနေပါနဲ့။အဲ့ဒီနာကျင်မှုဆုံးရှုံးမှုတွေကိုပဲအာယုံဆိုင်နေသင်ရရက်တန်နေမှာဖြစ်ပါတယ်။ ဲ့ဒီနာကျင်မှုအထဲမှာသင်ကန်းစာယူတတ်မှုဖြစ်ပါတယ်။အဲ့ဒီထဲမှာဖရာသခင်ရည်ရွယ်ချက်တွေရှိနေပါတယ်။ဒါကြောင့်မို့သင်ဘဝရဲ့နာကျင်မှုခါတိမှုတွေရှုံးနေမှုတွေကအဆုံးသတ်မဟုတ်ပါဘူး။ဒါကဏီကုန်းမဟုတ်ပါဘူး။အရှုံးကအဆုံးမဟုတ်ပါဘူး။အရှုံးကဏီကုန်းချုပ်မဟုတ်ပါဘူး။အရှုံးဆိုတာနာကျင်မှုဆိုတာကနောက်ဆင့်တက်လန်းဖို့အတွက်အသစ်တစ်ဖန်ပြန်ဆဖို့အတွက်အခွင့်အရေးပဲဖြစ်ပါလေ။သခင်ရှုက လဝါကတိုင်ကိုထမ်းပြီးတော့ကော်ရာနီကုန်းမှာအသေးခံမှုအတွက်ရှောက်လန်းရတဲ့ခြေလမ်းမှာအင်မတန်မှနာကျင်တဲ့အင်မတန်မှလေးလံတဲ့လဝါကတိုင်ကိုထမ်းခဲ့ရပါတယ်။လဝါကတိုင်ကပေါင်150လောက်လေးပါတယ်။ပိတ်တာခြင်းအပြင်ပြောမှဆိုရင်တော့55ပိတ်တာနဲ့90ပိတ်တာခန့်လောက်ရှိပါတယ်။ကြောက်ဖို့နဲ့အရိုက်ခံခြင်းအသားစားတွေပတ်ထွက်ပြီးတော့ဒီသွေးအပြိုင်ပြိုင်ထွက်နေပြီးတော့ဒီနာကျင်တဲ့ကြားထဲကနေပြီးတော့လဝါကတိုင်ကို ကာရာနီကုန်းကိုသူထမ်းသွားတယ်။လမ်းမှာဘယ်နှကြိမ်လဲကြလဲဆိုရင်တော့14ကြိမ်လောက်လဲကြပါတယ်။အချိန်ချင်းလဲကြခဲ့တယ်ဆိုတော့ကျွန်တွေ့ရတယ်။မိတ်ဆွေသင်ဟာအချိန်တိုင်းတတ်မှနေဖို့မလိုပါဘူး။သင်လဲလဲကြကောင်းလဲကြနိုင်ပါတယ်။တစ်ခါတည်းမှာနာကျင်စရာတွေနဲ့တွေ့နိုင်ပါတယ်။ဒါပေမဲ့ဘဝရဲ့နာကျင်မှုတွေကသင်ရဲ့အဆုံးအသတ်မဟုတ်ဘူးဆိုတာကိုတော့နားလည်ဖို့အင်မတန်ရေးကြီးပါတယ်။သခင်ရှုကလဲကြတဲ့နေရာမှာမရက်တက်လိုက်ပါဘူး။ဒါအဆုံးသတ်မဟုတ်ဘူး။ လူသားအလုံးအတွက်အသီးခံဖို့ဖြစ်တယ်။ဒါကြောင့်မို့သခင်ယုကအဆုံးထိတီးခံပြီးတော့ကုရာနီကုန်းကိုတက်လန်းသွားတယ်ဆိုတာတွေ့ရတယ်။တို့ရတွင်သခင်ယုကိုကူညီပေးတဲ့သူတယောက်ရှိပါတယ်။ကုရီနေဖီသားရှီမွန်ကိုယောမစစ်သားကလဝါကရိုင်ကိုအတင်းထိုင်ခိုင်းခဲ့တယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်မို့တင့်ကိုကူညီပေးမဲ့သူတွေကိုလည်းဘုရားသခင်ကပြင်ဆင်ထားပါတယ်။ကုရီနေဖီသားကိုယောမစစ်သားကလဝါကရိုင်ကိုကူထမ်းဖို့စေခိုင်းတဲ့ကဲ့သို့ ဘုရားသခင်ကလည်းသင်ကိုကူညီပြီးတော့ပို့ဆောင်ပေးမဲ့သူတွေကိုဖြစ်စင်ထားပါတယ်။ဒါကြောင့်မို့ယခုလက်ရှိတွေ့ကြုံနေရတဲ့အခက်အခဲပြဿနာနာကျင်ခြင်းတွေကအဆုံးသတ်မဟုတ်ပါဘူး။ဘုရားသခင်တစ်ဖက်မှာသင်ကိုကောင်းမွန်တဲ့အနာဂတ်တွေပြင်ဆင်ထားပါတယ်။ဒါကြောင့်မို့သခင်ရှုရဲ့အဲ့ဒီနေ့ကတောက်ကြနေ့ကတော့အင်မတန်မှနာကျင်ရတဲ့တောက်ကြနေ့ဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်အခုအချိန်မှာတော့အဲ့ဒီတောက်ကြနေ့ကိုဘယ်လိုခေါ်လဲဆိုရင်တော့ Good Friday လို့ခေါ်တယ်။ကောင်းမွန်တဲ့မဟာတောက်ကြကြီးနေ့ဖြစ်နေပါပြီ။လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ခန်းကတော့ နာကျင်ခဲ့ရတဲ့တောက်ကြံလေးကအခုချိန်မှာတော့အင်မတန်မှကောင်းမွန်တဲ့အင်မတန်မှမြင့်မြတ်တဲ့ကြီးမြတ်တဲ့ Good Friday ဆိုတဲ့မဟာတောက်ကြံကြီးနေ့ဖြစ်နေပါပြီ။ဟေဘရဲခန်းကြီး၁၂အပိုင်ငယ်၂မှာဒီလိုရေးပါတယ်။ဟေဘရဲဩဝါဒစာခန်းကြီး၁၂အပိုင်ငယ်၂မှာယုံကြည်ခြင်းကိုအစအဦးစီရင်၍စုံလင်စေတော်မူသောသခင်ယေရှုကိုစစ်စစ်ထောက်ရှုကြကုန်အံ။ထိုသခင်သည်မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်ရှက်ကြောက်သောအရာကိုမမတ်ဘဲ လဝါကတိုင်း၌ခံပြီးမှဖရာသခင်ဤပလင်တော်လက်ရာဘက်၌ထိုင်နေတော်မူ၏။သခင်ရှုခွတ်တော်ဖရာကတဲ့မိမိရှေ့၌ထားတဲ့ဝမ်းမြောက်ခြင်းကြောင့်ကြောင့်အနာကမှာဖြစ်လာမဲ့ဖရာပြင်ဆင်ထားတဲ့ဒီဝမ်းမြောက်ခြင်းကိစ္စကြောင့်နဲ့လဝါကတိုင်းမှာအသေးခံရတဲ့နာကျင်ရတဲ့ကိစ္စကိုရှက်ကြောက်တဲ့အရာလုံးမမှတ်ပဲနဲ့တဲ့လဝါကတိုင်းမှာသူခံခဲ့တယ်ဆိုတာတွေ့ရပါတယ်။ဒါပေမဲ့တစ်ခါတည်းမှာတင်ပွားမှာနာကျင်မှုတွေနဲ့ကြုံတဲ့အခါမှာ တင်းထင်းသလိုဘဝကြီးကဖြစ်မလာတဲ့ခါမှာစိတ်ပြတ်အားငယ်နေမဲ့စာမိမိကိုယ်ကိုအပြစ်တင်နေမဲ့စာဘဝကြီးကိုတော်ပါပြီကွာဆိုပြီးတော့ခါသီးပြီးတော့ဖြစ်တယ်လို့နေလိုက်မဲ့စာဖရာသခင်ပြင်ဆင်ထားတဲ့အကောင်းဆုံးသောအရာတွေကိုမျှော်လင့်ပြီးတော့ဖရာလုံမဲ့အရာကိုယုံကြည်လိုက်ပါဖရာသခင်ရဲ့လက်တော်ကိုယုံကြည်လိုက်ဖို့ဖြစ်ပါတယ်ကျွန်တော်တမန်ကျမ်းစာထဲမှာယောဘကြီးကနာကျင်စရာတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်သူ့ပစ္စည်းဥစ္စာတွေအကုန်လုံးကုန်သွားပါတယ်သူ့သားသမီးတွေအကုန်လုံးသေဆုံးသွားပါတယ် ဒါပေမဲ့အဲ့ဒီနာကျင်မှုတွေကသူ့ဘဝရဲ့အဆုံးသတ်မဟုတ်ပါဘူးအဆုံးသတ်မှာဘုရားသခင်ကနှစသောကောင်းကြီးမင်္ဂလာပြင်ဆင်ထားပါလေယောသက်ကပေါတိဖာရဲ့အိမ်မှာအိမ်အုပ်လုပ်နေရင်းနဲ့ပေါတိဖာရဲ့မိန်းမရဲ့ကြောက်ချမှုကြောင့်ထောင်ထဲကိုရောက်သွားတယ်ကိုမမားပဲနဲ့ခံလိုက်ရတယ်ဒါနာကျင်စရာပါပဲထောင်ထဲကယောသက်ရဲ့အဆုံးသတ်မဟုတ်ပါဘူးယောသက်ဘဝရဲ့အဆုံးသတ်ကနန်းတော်ထဲမှာဖြစ်တယ်သခင်ရှုကနာကျင်စွာတွေခံစားခဲ့ရတယ်ကားတိုင်းကသခင်ရှုရဲ့အဆုံးသတ်မဟုတ်သေးပါဘူး သုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်ပြီးတော့ဖရာသခင်ရဲ့ပလင်တော်လက်ရာဘက်မှာထိုင်နေတယ်အဆုံးသက်ကကောင်းငယ်ပလင်ဖြစ်ပါတယ်ဒါကြောင့်မခြေသွင်းညီကောင်ရောက်စီတိုင်းနာကျင်မှုတွေကသင်ရဲ့အဆုံးသက်မဟုတ်ပါဘူးဘဝမှာနာကျင်မှုတွေခါသိမှုတွေအခက်အခဲတွေပြဿနာတွေကြုံတွေ့ရမှာဖြစ်ပါတယ်သို့တော်လည်းအဲ့ဒီနေရာမှာရက်မနေပါနဲ့သခင်ရှုခဲ့သူဝမ်းမြောက်စရာအကြောင်းကြောင့်မိမိရှိနိုင်ထားတဲ့ဝမ်းမြောက်စရာအကြောင်းကြောင့်ရှက်ကြောက်တဲ့အရာကိုမှတ်ပဲနဲ့လောကကတိုင်းမှာအသိခံခဲ့သလို့ အနာဂတ်မှာဖျားပြဆင်ထားတဲ့ကောင်းကြီးမင်္ဂလာတွေကိုမျှော်လင့်ပြီးတော့နာကျင်မှုတွေထဲမှာအဆုံးမသတ်ပဲနဲ့သင်ရဲ့အတ္တကိုအကောင်းဆုံးဖျားသခင်နဲ့ဆက်လန်းဖို့အတွက်ဘဝရဲ့နာကျင်မှုတွေကအဆုံးသတ်မဟုတ်ပါဘူးအရှုံးကအဆုံးသတ်မဟုတ်ပါဘူးညီကုန်းချုပ်မဟုတ်ပါဘူးဒါကြောင့်မို့စိတ်ပြတ်အားငယ်ပြီးတော့ကိုကိုကိုအပြစ်တင်နေမဲ့စာဘဝကြီးကိုခါသီးပြီးတော့ဖြစ်တယ်လို့နေလိုက်မဲ့စာဖျားသခင်လုံမဲ့အရာကိုယုံကြည်ပြီးတော့ ဝနက်ဖြန်မှာဖရာသခင်အကောင်းဆုံးပြည့်စင်ထားတယ်ဆိုတော့ကိုမျှော်လင့်လေအသက်ရှင်မှုဝင်ရပါတယ်အားလုံးပေါ်မှာဖရာရှင်ကောင်းကြီးပေးပါစေ